နှက်ကလေးတွေနဲ့လက်ဖွင့်တဲ့အကြောင်းကိုမဇာတိနီပြပြမယ်နော်လက်တအားပိတ်နေတယ်ဆိုရင်ငှက်ကိုမှကြီးကန်းပေါ့နော်ကြီးကန်းအရွှေကြီးနဲ့လက်ဖွင့်တဲ့အကြောင်းပြပြမယ်နော်အာလက်တအားပိတ်နေပြီအာငွေကြီးတွေကဝင်းစရာရှိတာတွေမဝင်တော့ဘူးဒီလိုအခက်ခဲတွေဖြစ်လာပြီဆိုရင်မိမိအိမ်အနီးနားမှာလည်းရွှေကြီးတွေရှိတယ်ဆိုရင်မိမိအိမ်မှာမနက်စောစောချက်ထားတဲ့ထမင်းတွေကထမင်းကိုလက်သုံးစုပ်ယူ ပထမတဆုပ်ကို အကောဘုဒ္ဓဆိုပြီးတော့တဆုပ်ထားလိုက်နော်နောက်ထပ်တဆုပ်ယူဒုတိယတဆုပ်ကိုအကောဓမောဆိုပြီးတဆုပ်ထားလိုက်နော်တတိယတဆုပ်ကို အကောတန်ကိုအဆိုပြီးတော့ရွတ်ဆိုပြီးတော့ဒီထမင်းသုံးဆုပ်ကိုကြီးကန်းလေးတွေကိုကျွေးပါဒီလိုကိုကျွေးတဲ့ထမင်းတွေကိုကြီးတွေကစားသွားပြီဆိုကြီးတွေပြန်တမ်းပြီးလာစားတဲ့ရက်တည်းကနေပြီးတော့မိမိထံကိုငွေကြေးလက်လာပါတယ်ဝင်လာတာကို တွေ့မြင်ရပါလိမ့်မယ် ဟုတ်ကလည်းဒီထမင်းခုနှစ်စုပ်ကိုယူပြီးတော့ကြီးမင်းလက်ခေါ်ကတာကို28ခေါက်ရွတ်ပြီးတော့မှ ကျူးရင်လည်းဒီလိုမျိုးလက်ပွင့်နေဆိုပြီးတော့လည်းနောက်တနည်းအနေနဲ့လည်းရှိပါတယ်မိမိတို့အဆင်ပြေတာကိုအသုံးပြုလို့ရပါတယ်မဆာကတော့ဘ ഹു တုတရစီဘူးအတွက်မျှဝေခြင်းဖြစ်ပါတယ်ကြီးမင်းလက်ခော်ကားတာကိုလည်းမဆာကောမန့်မှာရေးပေးထားမယ်နော်အေးတွေကိုအစာကျွေးပေးခြင်းအပြင်မိမိရဲ့ပိတ်နေတဲ့လက်တွေလည်းအမြန်ဆုံးပွင့်ပါစေလို့မဆာကဆန္ဒပြုလိုက်ပါတယ်မဆာရဲ့ channel လေးကိုလည်း follow like subscribe လေးတွေပြုလုပ်ပေးပါနော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်